ရသဘုရားလက်ထက်မှာတောင်ရီမျိုးကတထေသညီနောင်နှစ်ယောက်ရှိတယ်။တယောက်ကမဟာပါလာတယောက်ကသုလပါလာညီနောင်နှစ်ယောက်ရှိတယ်။ရသဘုရားတရားသွားနာရတဲ့အခါမှာအကိုကြီးဖြစ်တဲ့မဟာပါလာဖခင်တရားကိုနာပြီးဖခင်ဟောကြားတဲ့တရားတွေပေါ်မှာယင်းနေကတရားတွေဖြစ်လာဖြစ်လာပြီးဖခင်ဟောတဲ့အတိုင်း ပြမစရိယဆိုရက်မခင်ရှိပါအจิตတရားကိုကျင့်မှုပြည့်ပြည့်ဝဝကျင့်မှုဆိုတာမိသားစုဘဝနေထိုင်ပြီးကျင့်မှုမလွယ်ဘူးနှောက်ရတဲ့များတယ်မိသားစုဘဝဟာကျင်းမြောင်းနေကိရိတာတွေဖြစ်မှုတွေများနေဇာမဝကူပြောင်းပြီးတော့တရားကျင့်မယ်လို့ဆုံးဖြတ်ပြီးသာသနာ့ဘုံဝင်လိုက်တယ်ဝင်ပြီးတော့သူတရားကျင့်အဲ့လိုတရားကျင့်တဲ့အခါမှာဘာဖြစ်လဲ တမားအဖြစ်တော့လူတွေကပြောတယ်တရားချင်းလို့မအိမ်မနေတရားချင်းတဲ့အခါမှာမျက်စိယောဂဖြစ်တယ်ဒါအကြောင်းတစ်ခုကိုစွဲတာတကယ်ကတော့သူ့မျက်စိယောဂဟာကံကြောင့်ဖြစ်တာဖြစ်တယ်နော်သို့တော့ကံကိုအကူအညီပေးလိုက်တာကဘာလို့ဆိုမအိမ်မနေနေထိုင်ခြင်းဟာကံကိုအခွင့်သာသွားစေတယ်ကြည့်ရလားမျက်စိမကောင်းခြင်းတဲ့လူဖုံးကိုတညလုံးပုတ် ။နောက်ရဲကျတော့မျက်ရည်တွေကျ။နောက်ဆုံးမှာမျက်စိပြက်သွားသည့်အဆင့်တီအောင်ရောက်နိုင်တယ်လေ။ဒါအကူကြီးတွေဖြစ်လာတာ။လောကမှာအဆီဒင်းနဲ့တည်ကြတယ်ဆိုတာအဆီဒင်းဖြစ်တိုင်းတည်တာမဟုတ်ဘူး။အဆီဒင်းဟာအကြောင်းတစ်ခုပဲ။အဲ့ဒီအကြောင်းတစ်ခုကြောင့်ကံကအခွင့်ရသွားတယ်။ခင်းရသွားတော့အသက်သေးဆုံးမှုတွေဖြစ်ကြတယ်။အခွင့်လန်းဆိုတာ ကံတစ်ခုတည်းမဟုတ်ဘူးတခြားအကြောင်းအရာရှိသေးတယ်။ဥပမာမေရှင်မမောကလံမထေရဇလန်းကိုတည်တဲ့ပုဂ္ဂိုလ်တိုင်းရှင်မမောကလံဟာကာလတိလာလို့ဆိုရဲခရနာကတောင်ထိပ်ပေါ်မှာနေတယ်။အတိတ်ဘဝတော့ကမိခင်ဖခင်နေလို့လှုပ်ချံတပ်ပြတ်ခဲ့ဘူးတဲ့အကုသကံလိုက်လာ။ခိုးသားကရဝိုင်းပြီးတော့ရှင်မောကလံကိုလှုပ်ချံတပ်ပြတ်လိုက်တယ်။အကယ်၍ ဝေလုံးအကြောင်းတို့လိုဇေရုံအကြောင်းတို့လိုတန်ဃာတွေနဲ့နေရင်ဒီအဖြစ်ဆိုးဖြစ်မှာဖြစ်မှာလူသားမှုကျွလွန်ခံရမဲ့အနေထားဟာသူတပါးတဲ့တော်ထဲမှာအကူညီမဲ့ဖြစ်တယ်လို့တကိုးနဲ့ရှောင်းမရဘူးလားဆိုရှောင်းလို့ရတယ်တကိုးနဲ့ရှောင်းလို့ရသို့သောကံကြမ္မာလွှမ်းမိုးလာပြီဆိုရင်ရှောင်းတဲ့အပေါ်ပဲကံကလွှမ်းမိုးလာပြီအချိန်ကျလာပြီဆိုရင်ဘယ်သူမှဟန်တာလို့မရဘူးဆိုတဲ့အနေထား တော်တော်အခွင့်လန်းတာသွားစေတာတော့တပါးတဲ့တော်ထဲမှာနေတာအခွင့်လန်းတာစေတယ်အလွယ်တကူလောက်ကျန်တပြက်လို့ရသွားတယ်ဒီအိဗယ်လည်းရှိအဲ့ဒါလိုပဲကံတရားတွေဟာအခွင့်တာလာအခွင့်တာလာလို့ဆင်းရဲဒုက္ခတွေဟာဆင်းရဲဖြစ်လာကြအေးတရားဓမ္မကိုမအိပ်မနေအထုတ်လိုက်တဲ့အခါမှာမျက်စိရောကဖြစ်လာတယ် အရထကစေတမတယောက်ကတော့တသိယောအခုပြီးပါရဲ့ဒါပေမဲ့တို့သူ့ရဲ့လုံလဝီရိယကျိုးပန်းအထုံးမှုတွေစေတမပြောတဲ့အတိုင်းလိုက်လာလုံနိုင်စွမ်းမရှိမှုတွေ ਨੇ နောက်ဆုံးမှသူဆုံးဖြတ်ချက်ချပြီးတော့တရားထုတ်တယ်မျက်စိပြက်ချင်းပြက်ပစီတော့ဂယုမဆိုင်ဘူးတရားပဲအထုံးမယ်ဆိုပြီးအထုတ်တယ်ဝါမကျခင်မဲ့အဲ့ဒီတရားတရားနာဖြစ်သွားတယ်ကိလေသာတွေလည်းကုန်တယ်မျက်စိလည်းကွဲသွားတယ်ပေါ့ ူများတွေလည်းဒီလိုအထုတ်ကြတာပဲ။ဘာဖြစ်လို့သူ့ချက်မှဖြစ်ရတော့အဲ့ဒီဇလန်းကိုအကြောင်းပြုတယ်။တော်ရမမျက်စိကွဲသွားတယ်ဒီချိန်တော့မသိသေးဘူး။ဝါကျွတ်တဲ့အခါဖះစီရောက်မြတ်စွာဘုရားကိုသွားရောက်ပြီးတော့ခရုံးဝှ့ချပြီးစေတွင်ကျောင်းထဲကခြောင်ကြကြနေရာလေးမှာညီဖြစ်သူကဆောက်လုပ်ပြီးတယ်ကပ္ပဏ္ဏကျောင်းလေးမှာသရင်သုံးရင် လုံးလိုက်ဝီရိယအလွန်ကောင်းတဲ့ပုဂ္ဂိုလ်ဉာဏ်နာဖြစ်ပြီးတော့လည်းပဲတရားဓမ္မအထုတ်မြဲအထုတ်နေတဲ့လမ်းလျှောက်တယ်။မိုးရသည့်အချိန်မှာဆိုရင်မိုးရွာတွေရွာပြီးရင်ဘလူကောင်းတွေကထွက်တတ်တယ်လေ။လမ်းပေါ်မှာထွက်လာတဲ့ဘလူကောင်းတွေကိုမမြင်တော့အကုန်လုံးနင်းသက်ထားတယ်။မနေ့ရောက်တဲ့အခါကျသူလျှောက်တဲ့လမ်းပေါ်မှာပိုးကောင်းတွေတွေအများကြီးတွေ့ရတယ်။ အဲ့ဒါကိုယဟန်နေကတွေ့ပြီးတော့ဖះအောင်လျှောက်တယ်။လျှောက်တော့မြတ်စွာဘုရားကယဟန်တာဟာ "तू ကယဟန်တာဖြစ်တယ်။တရားတွေကိုသိစေလို့လည်းစိတ်မရှိဘူး။ तू ကိုယ်တိုင်ဒီဘုံအောင်နေရှိတယ်ဆိုတာမသိဘူး။မြင်လည်းမမြင်ရဘူး။ဆိုတော့မှယဟန်ယဟန်တော်တွေကအရှင်ဘုရားယဟန်တာဖြစ်မဲ့ပုဂ္ဂိုလ်ယဟန်တာဖြစ်လောက်အောင်ကုသိုလ်ကံတွေရှိပါရဲ့တဲ့။ ဘာဖြစ်လို့မျက်စိ क्वे သွားရသလဲဆိုတော့အေးဘယ်သူမပြုတ်မိမိမှုပဲဆိုတော့စိတ်လိုက်မှန်ပါလောက်ခဲ့တဲ့အဘုဒ္ဓကံရဲ့အကျိုးသူခံရတယ်ဆိုတာကိုမြတ်စွာဘုရားထိတေသနာတော်မှာဘဝသင်္ကန်းစပေးပြီးဟောတာပဲဖြစ်တယ်သူတို့ချိန်တုန်းကအတိတ်ဘဝတုန်းကဆေးဆရာတူဖြစ်တယ်မျက်စိအထုခုပေါ့လေ မျက်စိယောင်ကဖြစ်နေတဲ့လူတွေကိုကုသပေးတဲ့ဆေးဆရာအဲ့ဒီမှာမျက်စိယောဂဖြစ်နေတဲ့အမျိုးသမီးတယောက် ਨੇ တွေးတဲ့ခါအဲ့ဒီအမျိုးသမီးကလည်းပဲယောဂဆေးဆရာတောင်ဆုံးလှပြီဆုံးလှပြီယောဂမပြောင်းဘူးသို့တော့ဒီဆရာကကြည့်လိုက်တဲ့ဒီမျက်စိကုလို့ရတယ်ဆိုသိသိတဲ့အခါမှာဆေးဘွားကစကားပြောချင် မျက်စိကုပ်ပေးမယ်ပြောက်ရင်ဘလောက်ပေးမလဲဆိုတဲ့အချိန်မှာအဲ့ဒီမျိုးသမီးကစကားလွန်သွားတာခုနိုင်မဲ့မထင်လို့သူပြောလိုက်တာသူမျက်စိသာပြောက်အောင်ခုစားမှာခုလို့ရှင်ရှိတဲ့ပစ္စည်းပုံအပ်ပြီးဒူကိုရင်ကြုံခံပါမယ်လို့ပြောလိုက်တာနော်သူပြောလိုက်တဲ့စကားအလောက်ထိအောင်ပြောတယ်အဲ့တော့ မျက်စိကုတဲ့ဆရာကလည်းကောင်းပြီကြာဆိုလို့ရှိရင်သူကုမယ်ဆိုစွန့်ထက်တဲ့မျက်စင်းကိုဖော်ပြီးတော့ခတ်ပေးလိုက်တခါခတ်ရုံနဲ့တက်တာပါမျက်လုံးကတော်တော်ကိုသိသလားကောင်းအဲ့ဒီကြတော့စကားလွန်ထားတဲ့ခုနလူနာအမျိုးသမီးကမျက်စိရောကတက်တာသွားပြီးပြုံးလို့ရှိရင်ငါရှိတဲ့ပစ္စည်းလည်းပေးအောင်မယ်လူလည်းကြုံခံရမယ်ဆိုတော့ ရိုးရိုးမတွေးပဲနဲ့တောင်းမှမယ်ဆိုရင်လည်းဖြစ်ကောင်းဖြစ်မယ်စကားကြုံသွားတော့အဲ့ဒါလိုမဟုတ်ပဲနဲ့သူကလည်းပဲလိမ့်မယ်ဆိုတဲ့စိတ်ဝင်လာတယ်မကောင်းတဲ့စိတ်ဝင်လာတယ်ချစ်မျက်စိယောဂါတက်တာရဲ့အတန်းနဲ့မတက်တာဘူးလို့ပြောမယ်လိမ့်မယ်အဖြစ်မှန်ကိုမပြောဘူးဆေးစရာကလည်းသိတယ်မျက်စိတက်တာသွားပြီဆိုတော့သိတယ်အေးဘယ်နဲ့နေသေးလဲမေးတဲ့အခါကျတော့ အရင်တုန်းကလည်းပူဆိုးလာတယ်လို့ပြောတာနော်ရစေမခက်ခဲရတဲ့ယောဂပူဆိုးလာတယ်မသက်သာဘူးလို့ပြောတာဟိုဆရာကလည်းသိတယ်ငါကိုဆေးရိုးဝါကမပေးချင်လို့လိမ့်တာပဲအဲ့တော့သူပေးမဲ့ဆေးရိုးဝါကငါမယုံချင်ဘူးငါလက်စွမ်းကိုသိသိစေရမယ်အဲ့ဒီအချိန်လေးမှာမနတာစေဘုဒ္ဓထေနာဆိုချစ်စိတ်က ဲ့ဒီချိန်မှာဘာမှမလုပ်ဘူးဆိုရင်အမတန်ကောင်းအောင်သူစိတ်ထဲမှာဘာဖြစ်လာလဲငါကိုဆေးဘွားကမပေးချင်လို့တက်တက်လိမ့်တာအဲသူမပေးချင်နေငါသူမျက်စိကြွယ်အောင်လုပ်မယ်ဆိုစိတ်ဝင်သွားတယ်အဲ့ဒါပြောတာမနတာစေပဒုတ်ထင်တာမကောင်းတဲ့စိတ်ထဲဝင်သွားပြီးစိတ်ဟာပျက်စီးသွားတယ်ဒေါသကြောင့်ဖြစ်သွားဖြစ်သွားပြီးတော့အိမ်ပြန်တိုင်းမဲ့သူမျိုးသမီးကတော့နှုတ်ဆက်နေတယ် ဘာမှဝဲမပါမျက်လုံးကိုကန်းစီတတ်တဲ့ဆင်းကိုဖော်ဆက်ပြီးတော့နောက်တည့်သူ့ကိုယ်တိုင်သွားပြီးတော့ခတ်ပေးလိုက်တယ်မျက်စိကဖူးရောင်ပြီးနောက်ဆုံးမှရောင်အမ်းပြီးပောက်ကွဲသွားတဲ့အဆင့်ထိရောက်သွားမျက်စိပြက်သွားတဲ့အဆင့်ထိရောက်သွားအဲ့ဒါသူ့လှုပ်လိုက်တဲ့လှုပ်ရတယ်နော်အကုသို့ဆိုချီအကယ်၍သူစိတ်ဓာတ်အဲ့ဒီချိန်မှာ အော်သူမပေးချင်လို့လိန်တာကဲလိန်လဲသူ့အပြစ်ပဲငါကုပေးတာငါပြောင်းအောင်ကုပေးဦးမယ်လို့ဒီလိုစိတ်သက်ကောင်းလေးနဲ့ဝင်လာမယ်ဆိုရင်ဒီအခြေအနေဆိုမရောက်လောကလူတွေဆိုတာလေစိတ်ကောင်းနှလုံးကောင်းထားဖို့ရအမှန်တမ်းခဲရင်တကြမို့အဲ့လိုကိစ္စမျိုးကြုံလာတဲ့အခါမှာတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတာ ਨੇ နေရာမှာဖြစ်တယ် ကနေခင်မှလည်းပဲကြည့်လေအရာခတ်သိမ်းမှာမမနာကြီးတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်သားကိုမောင်မစွာဆက်ဆံတာတို့ပြောဆိုတာတို့လုံးလေးလှုပ်ထရှိချာနော်အဲ့လိုစိတ်အားလျော်စွာမောင်မမမဆက်ဆံတာတို့ကိုယ်ရတဲ့ပုဂ္ဂိုလ်ဆိုရင် jealousy ဖြစ်တာတို့မနာလိုတာတို့ ကိုရလာတဲ့အခွင့်အရေးကိုပခုံးချင်းရှင်းလာလို့ရှင်မကျေနပ်တာတို့သူစုံတစ်ခုဖြစ်အောင်ချွန်တွန်းလောက်တာတို့ခုခေတ်ပြောတဲ့အချွန်နဲ့မှတာတို့အစင်တွန်းချတာဗိမ့်တက်ပေးတာတို့ဆိုမျိုးတို့လေလောက်တာရှိကြဒီစိတ်ထဲမှာအဲ့လိုဖြစ်လာလို့ရှင်ဖြစ်ုံနဲ့ရတန်းကရတခုမလုံးဘူးမရနိုင်မဲနဲ့လက်တွေ့အကောင့်ထဲပေါ်လိုက်ပြီးဆိုရင်တော့ ဒီဒုက္ခကိုယ်စီပြန်ရောက်လာမှာပဲဆိုအေးဒီဆေးစရာဟာဘာသာမပေးခြင်းလို့လုံမှန်းသိလို့ရှင်ခွင့်လွတ်လိုက်မယ်သိခံလိုက်မယ်ဆိုသူ့ဘာမှဖြစ်ဘူးနော်လိန်တဲ့လူရဲ့အပြစ်တာဖြစ်တယ်ဒီငွေချေတနာမရလို့လည်းသူ့ဘာမှဖြစ်ဘူးသို့သောစိတ်ကဥဆောင်နေတဲ့စိတ်ကိုမထိန်နိုင်သည့်အတွက်ကြောင့်အဆိုးတွေဝင်လာတယ်ဒါကိုပထုတ်ထေနမနတာပျက်စီးသွားသောစိတ်ဖြင့် ပါတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဟောသူကပြောတာကတော့အေးမျက်စိပိုကောင်းလာစေရမယ်ဒီဆေးကပိုအစွမ်းထက်တယ်ဆိုပြီးတော့ခတ်လိုက်တဲ့အခါကျတော့မျက်စိကန်းနဲ့ဆေးဖြစ်တယ်မျက်စိကန်းသွားရင်အဲ့သူလှုပ်ခဲ့တဲ့လှုပ်ရဖဲအဲ့ဒီပြမှုအကုသိုလ်ကံကြောင့်မလို့ဘဝပေါင်းများစွာဒီအကုသိုလ်စေရနာကြောင့် အပင်ငယ်လေးကြတယ်လူဖြစ်တဲ့အခါမှာလဲဘဝပေါင်းများစွာမျက်လုံး꿰ခဲ့ရတယ်ဟောဒါမျိုးတွေဖြစ်တယ်ဒါဖြင့်ပြောရမယ်ကိုကသူများကိုမျက်စိကန်းအောင်လုပ်တာတခါတည်းလို့ရတဲ့တဲ့ဘာဖြစ်လို့ကိုကအချိန်ချင်းခံရတယ်လဲစဉ်းစားကြည့်လေကိုကတရားစီလေးတစည်းပဲဆိုင်တယ်အဲ့ဒီအပင်ကတီးလာတဲ့အခါကျတော့အတိပေါင်းများစွာမရဘူးလား ဒါနကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်ကိုစိုက်တာတစည်းပဲတိုင်မဲရလိုက်တာတွေကအများကြီးအဲ့ဒါလိုပဲကိုလုံရကပြောလိုက်မယ်ဆိုရင်တခုပဲလို့ပြောပြမယ်လို့အဲ့ဒီလုံနေတဲ့အချိန်မှာအဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုရင်ပြင်းထန်တဲ့ပြင်းမာတဲ့ဒေါသစိတ်တွေနဲ့ဖြစ်တဲ့ဇောတွေကအများကြီးဖြစ်သွားအဲ့ဒီဇောတွေကမျိုးစိတ်တွေပဲဖြစ်သွားဒါကြောင့်မို့တကချိန်တစ်ခါလောက်ကျွလွန်မိလိုက်တဲ့ ပြစ်မှုဟာအချိန်ချင်းခံရတယ်ဆိုအဲ့ဒီသဘောပဲနော်ကုသိုလ်ကောင်းမှုလည်းထို့တူပဲကိုလူတာတခါအချိန်ချင်းဘဝမှာချမ်းသာဒုက္ခရကိုဆိုင်လိုက်တာတည်းပင်လေးတပင်ဆိုင်တယ်တည်းပင်ကတိပေးတဲ့အတိအကျတော့နှစ်တိုင်းနေရမဟုတ်ဘူးထောင်းချီရအဲ့သဘောကံကြမ္မာရဲ့သဘောတွေကအဲ့ဒါမျိုးထူဆန်းတဲ့အနေထားမျိုးရှိဘူးအဲ့တော့ရှင်မဟာပါဠအလောင်းလျာဟာ ဘဝတစ်ခုမှာသူများကိုမျက်စိကောင်းအောင်လုပ်ခဲ့တာအဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဒီတရားကိုခေါ်တာပဲဖြစ်တယ်။အရာခသိကိုစိတ်ကဥဆောင်နေတယ်စိတ်ကပဲကြီးစိုးနေတယ်။အခုပြောတဲ့အပြောတွေကိုလည်းစိတ်ကဥဆောင်တာပဲလှုပ်ထားကိုလည်းစိတ်ကဥဆောင်တယ်နော်။စိတ်ကဥဆောင်တယ်။ဒါကြောင့်မို့လို့စိတ်လိုက်မှန်မှမကောင်းတဲ့စိတ်နဲ့မလုံးမိအောင်တရားထားမယ်။ လုံမိပြီဆိုရင်တစ်ဖက်သားဖြစ်သွားတဲ့အရာကိုစီပြန်ရောက်လာမှာကိုပြစ်လိုက်လို့ပြစ်လိုက်တဲ့လက်နဲ့ကကိုစီပြန်ရောက်တယ်လို့ပဲကိုလုံးလိုက်တဲ့ဒုက္ခသည်ကိုစီပြန်ရောက်လာဒီတည်းပဲဟောဆိုလိုတာเนาะ